လူပြိုအပြိုကြီးတယောက်သေဆုံးရင် သူ့ရဲ့အမွေကိုဘသူတွေကစက်ခံခွင့်ရရှိပါတယ်လေအားလုံးပဲမြင်လာပါဒီမှာတော့ LDP ပြည်မှာတော့ဆန်းကတရားလွတ်တော်ရှိတယ်ဆိုတာပါပဲဒီမှာလောမန်း ွေးပေးခြင်းတဲ့အကြောင်းအရာလေးကလူပြိုအပြိုကြီးတယောက်တည်ဆုံးမယ်ဆိုရင်သူ့ရဲ့အမွေကိုဘသူတွေကစက်ခံခွင့်ရရှိမလဲဆိုတာနဲ့ပတ်သက်ပြီးတော့အကြံဉာဏ်လေးဆွေးနွေးပေးမှာပဲဖြစ်ပါတယ်။အခုဆွေးနွေးမှုကတော့မြန်မာဗုဒ္ဓဘာသာဝင်တွေအတွက်ဆွေးနွေးပေးခြင်းဖြစ်ပါတယ်။အဲ့တော့မြန်မာတလိထုံနဲ့ဥပဒေအရအမွေရှင်တယောက်ကွယ်လွန်တဲ့အချိန်မှာသူ့ရဲ့အမွေကိုဓာတ်ရိုက်အမွေစက်ခံတဲ့ဇနီးမယားခင်မောသာသမီမြင်းမြစ်တွေမရှိဘူးဆိုရင်တော့သူ့ရဲ့အမွေကိုဘသူတွေကစက်ခံခွင့်ရရှိမလဲဆိုရင်တော့သူ့ရဲ့မောင်နှမတွေက ဆက်ခံခွင့်ရရှိမှာပဲဖြစ်ပါတယ်။မောင်နှမဆိုတဲ့နေရာမှာတခုလေတတိထားမှာကအမွေရှင်မှာမောင်နေညီမတွေရှိတယ်ဆိုရင်တော့အကိုတွေအမတွေကဆက်ခံခွင့်မရရှိပါဘူး။မောင်နေညီမတွေမရှိမှသာလေအကိုတွေအမတွေကဆက်ခံခွင့်ရရှိမှာပါ။အဲ့တော့လူပြိုပြိုကြီးတယောက်တည်ဆုံတဲ့အချိန်မှာသူ့ရဲ့အမွေကိုမောင်နှမတွေကဆက်ခံခွင့်ရရှိတယ်။မောင်နှမတွေမရှိဘူးဆိုရင်တော့သူ့ရဲ့အမွေကိုသူ့ရဲ့မိဘတွေကဆက်ခံခွင့်ရရှိမှာပဲဖြစ်တယ်။မိဘတွေမရှိဘူးဆိုရင်တော့အဖိုးအဖွားတွေ ကဆက်ခံခွင့်ရရှိမယ်။အဖိုးဖွားတွေလည်းမရှိဘူးဆိုရင်တော့အမွေရှင်ရဲ့တူတူမတွေကဆက်ခံခွင့်ရရှိမှာပဲဖြစ်ပါတယ်။အဲ့တော့တူတူမတွေလည်းမရှိဘူးဆိုရင်တော့အမွေရှင်ရဲ့ဦးလေးအတော်တွေကဆက်ခံခွင့်ရရှိမှာဖြစ်ပါတယ်။ဦးလေးအတော်တွေလည်းမရှိဘူးဆိုရင်တော့မြမတလိထုံတဲ့ဦးတွေမှာဖော်ပြထားတဲ့အမွေဆက်ခံမှုဇယားအရာပေါ့နော်။နောက်ထပ်အမွေဆက်ခံမဲ့သူတွေရှိတယ်။သူတို့ကအစဉ်အလိုက်ဆက်ခံခွင့်ရရှိသွားမှာပဲဖြစ်ပါတယ်။အခုဆွေးနွေးမှုကတော့လူပြိုအပြိုကြီးတယောက်တည်ဆုံးမယ်ဆိုရင် ူ့ရဲ့အမွေကိုဘသူတွေကအဆက်ခံခွင့်အရရှိမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကြံဉာဏ်လေးဆွေးနွေးပေးတာပဲဖြစ်တယ်။နောက်တစ်ပိုင်းမှာတော့ဒီမှာတက်ဆိုင်ရာခေါင်းစဉ်လေးလိုက်ဆက်ပြီးတော့ဆွေးနွေးပေးသွားပါအောင်မယ်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။